။နေငါ့ရဲ့ตาအေးမှုဘာရဲဆိုတော့အပြင်မှာလည်းအတကယ်ဖြစ်ဘူးရဲ့။နေငါ့ตาအေးမှုဘူးအဲနေမိနေပြန်ဆိုအဲ့လိုတကယ်ဖြစ်ဘူးရဲ့။ကျွန်တော်တော့ဒါဟိုရှိရှိလုံးဝဖြစ်တာဗျာတကယ်ဖြစ်ရမယ်ဖြစ်ရမယ် based on true story မသိလို့ရှိရင်ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့ကျွန်တော်ဘဝယူစီးနေတယ်လို့ကဲပါငိုလို့လွယ်သွားတာဗျာဟိုဖက်ပြီးတော့ငိုပဲတကယ်ညက်ရစ်တွေပဲကြာပဲအဆရာဦးသိရအဒီကောက်ချူလီတခုလောက်ကစူလေးရဒီခန်းကျတော့တကယ်ကိုရဟာဆိုတော့ တကယ်ကြီးပါဖြစ်ခဲ့တာမသိဘူးနော်အာ BMW ထည့်ရတာဟုတ် အမုံမြမှာကျွန်တော်ကပျိုးဥမောင်မောင်ဆိုတဲ့ character ကြီးကနေပါဝင်ထားပါတယ်။ကျွန်တော်အသက်ထက်ကို10နှစ်လောက်ငယ်တဲ့ character တစ်ခုပေါ့နော်။10ကျော်တက်ပြီး16ဆက်ခွန်ရွယ် character ကနေပြီးတော့ပါဝင်ထားပါတယ်ခင်ဗျာ။ဟုတ်။နောက်တော့မတရားရှိတယ်ဆိုဒီကားထဲမှာပါဝင်တဲ့လူပညာရှင်တွေဘုံကကျွန်တော်နဲ့အပြစ်မှာဆိုရင်မောင်နှမလိုနေရပါဗျာ။ကိုနေတဲ့တို့ကိုချာလီဆိုတာတကယ်ညီကိုလိုနေတဲ့လူတွေအညီကိုလိုနေတဲ့လူမောင်တော်နေတဲ့လူတွေကိုခွေးတွေခေါ်အမေတွေခေါ်ပြီးတော့ကျွန်တော်လည်းတရက်ွက်တဲ့နေကျွန်တော်တကယ်ကြီးမိဘဝကျွန်တော်က အန်ဒီခေါ်ရတာပေါ့နော်အဲ့ဒီကွာကျွန်တော်ရည်စရာမတရားလေးမှာဟုတ်ရှုတပါဆိုရည်လေးရတယ်ဗျာလို့ကျွန်တော်ကအစားအသောက်ကလေးတိဥ္စာလည်းမဟုတ်ဘူးဟိုဟိုပေါ့လူကြီးလည်းမဟုတ်ပြန်ဘူးဆိုတော့ဟိုတော့ဒီ16 16အရွယ်အဲ့အဲ့ပုံစံတိဥ္စာပါဆိုတာကျတော့ဟိုအဲ့လိုပေါ့ပြင်စင်ရတော့အဲတမင်းဒီပါလေးသူချင်းဟဲဆိုင်နေချင်းရတယ်ပြီးတော့ဟိုအသားရည်ပါလေးနည်းနည်းငယ်အောင်လုပ်ရတာပေါ့နော်အဲ့ဆိုတော့ကျတော့တိတ်တော့အထွေထူးတော့ဖြစ်ပါဖြစ်ပါဘာပေါ့အဲ ်ဒါပေမဲ့တခုရှိတာအဲ့လိုကလေးမကြလူကြီးချလောက်ရပါတော့အဲ့ကျနည်းနည်းတော့ challenge ဖြစ်ပါတယ်ပြီးတော့ဒီကားထဲမှာကျွန်တော်တခါမှမလုပ်ဘူးသေးတဲ့ character မျိုးကိုလုပ်ခဲ့ရတာပါဒါဆိုကျွန်တော်ဒီ MRD phone နဲ့အဲအလုပ်မလုပ်ဖြစ်တာ၄နှစ်ကျော်ပါပြီကျွန်တော်အရင် MRD phone နဲ့အလုပ်လုပ်ခဲ့တဲ့ဇာတ်ကားကြီးမှာဆိုလို့ရှိရင်ကျွန်တော်ကအဲအထေးသား leader van ဆိုတော့မျိုးအဲချစ်ကန်ကန်ကောင်းလေးပဲလုတ်ခဲ့ရရဲ့ပြီးတော့ကျွန်တော်အရင်ရိုက်ခဲ့တဲ့ဇာတ်ကားကြီးမှာဆိုလဲချစ်ကန်ကန်ကောင်းလေးပဲဒါပေမဲ့ဒီထဲမှာကျတော့ တကယ်ဟိုရောက်ကမနဲ့ဆွေးမနဲ့ဟိုဖွားတဲ့အမေနဲ့ကြားမှာတစားခံဖြစ်နေတဲ့ကလေးပေါ့နော်အဲ့လိုကောင်းလေးပေါ့အဲ့လိုနေရကျွန်တော်ကသူတို့အရင်ကမုန်းနေကိုကျွန်တော်ဘာမှမသိဘူးဗျာဒါမှကျွန်တော်မသိပဲကျွန်တော်ကကြားထဲမှာကြားညံ့ပြီးခံရတာပေါ့နော်ဟိုရောက်လိုက်ဒီရောက်လိုက် body weight ပုတ်ခံနေရတဲ့ကောင်းလေးဖြစ်နေရပေါ့ဆိုတော့အဲတော်တော်ကျွန်တော်အတွက် challenge ဖြစ်ပါတယ်ပြီးတော့ shooting မှာကျွန်တော်ဒီဟိုတစ်ခါမှကျွန်တော်ခဏခဏမငူရဘူးဗျာကျွန်တော်ဒီကမှကျွန်တော်အရန်ငူရပါတယ် ဆယ်ဆင်းရှိရင်ရှစ်ဆင်းရကျွန်တော်ငိုရစီပါရှူတယ်မှာအဆူခံရဆုံးပါဒါပေမဲ့ကျွန်တော်ကြည့်လို့ရိုက်တယ်ပါတယ်ကျွန်တော်ဆရာဦးသိရဲ့ဆူလို့လဲကျွန်တော်အားကြီးဒီလိုအတွေ့အကြုံရခဲ့ရဲ့တို့ဆိုတော့ဟို idea အစ်စ်တွေကျွန်တော်တီးခဲ့ရရယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြောပါတယ်ပြီးတော့ဒါပရိသတ်ကိုကျွန်တော်ကြီးစုကြည့်နေရဆိုတာတခါမှပရိသတ်မြင်မှုသေးတဲ့ character နဲ့ကျွန်တော်မြင်ရမှာပါ အဲ့ဒါကြောင့်မလို့ကျွန်တော်ပြည်သက်ကိုကြည့်ရှုလို့ဖိတ်ခေါ်ပါတယ်ဒီကားထဲမှာမြုပ်ွက်တွေအများကြီးပါပါတယ်ဟိုအကုန်လုံးကလည်းတခန်းနဲ့တခန်းတက်မှုတက်မှုတက်တော့မှာဆိုတော့အားလုံးရင်ခေါ်မှာပါအားပေးဖို့ဖိတ်ခေါ်ပါဟုတ်ကဲ့ character အပြင်နဲ့နီးစပ်ဆုံးကပြောရမယ်ဆိုလို့ရှိရင်တော့ပြင်မှာကျွန်တော်ကအဲအတော်ကြီးမှနေရတာပေါ့နော်အဲ့တခုကနီးစပ်တယ်အတော်ကြီးမှနေရတယ်အတော်နဲ့တူနေရတယ်ဒါပေမဲ့တကယ်လည်းအတော်ကသူ့သားသမီးတွေမွေးလာတဲ့အချိန်မှာအဲသူဒီကျွန်တော်ဘယ်လောက်ပဲအမေညီမအိမ်မှာကျွန်တော်နေရတယ်ပေါ့နော်သူဒီကျွန်တော်ဘယ်လောက်ပဲ ချစ်တယ်ပြောပြောသူဒီဘလောက်ပဲကျွန်တော်ဟိုဟိုဟာပေါ့သူသားအရင်ချာလို့ပြစ်တယ်ပြောပြောသူသားသမီးမွေးလာတဲ့အချိန်မှာအဲတူအတူပဲအဲ့လိုပုံစံမျိုးပေါ့နော်ဒါအပြင်မှာတော့တကယ်ရှိပါတယ်ဆိုကျွန်တော်အမေရဲ့ညီမအိမ်မှာကျွန်တော်နေရတာပါဟိုသူ့ရဲ့သူသားသမီးအရင်တော့သူမချစ်နိုင်ဘူးပြီးတော့သူ့ရဲ့ယောက်ျားကလည်းကျွန်တော်တို့သူအရင်မို့တဲ့ခါကျတော့အဲအဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်အပြင်နဲ့ပေါ့နော်ဒီကားထဲမှာလည်းထုံနီးလည်းကောင်းမယ်ကျွန်တော်ဦးလေးရဲ့မိန်းမကျွန်တော်အဲသူသားသမီးမွေးလာတဲ့ခါကျတော့အဲ့လိုပေါ့နော် အဲ့လိုမြုပ်ကွက်နေပေါ့အများကြီးပါပါတော့အဲ့ခုနကဗျာဟိုကျွန်တော်တော့ကျွန်တော်ပြောရတယ်လေ highlight ပြရတဲ့ဗီဒီယိုမှာနေငါရဲ့တာအေးမှုန်ပါရဆိုတော့အပြင်မှာလည်းအတကယ်ဖြစ်ဘူးရဲ့နေဒီငါတာအေးမှုန်ဘူးအဲနေမီနေပြန်ကအဲ့လိုတကယ်ဖြစ်ဘူးရဲ့ကျွန်တော် အတော်ဒါဟိုရှိရှိလောမှာဖြစ်တာဗျာဒါတကယ်ဖြစ်ရမယ်ဖြစ်မယ် base of truth ဆိုပြီးမသိလို့ရှိရင်ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်ဘဝယူစီးနေတယ်လို့ကဲပါငိုလို့လွယ်ပါဗျာလာဟိုဖက်ပြီးတော့ငိုပဲတကယ်ညက်ရေးစစ်တွေမှာကြပါရအောင်အဆရာဦးသိရင် အဲ့ဒီကောချူလီတခုလောက်ကစူလီရဒီခန်းကြရတော့တကယ်ကိုရဟာလေဆိုတော့တကယ်တည်းကဖြစ်ခဲ့တာမသိဘူးနော်အာပြန်မှုထဲရတာဟုတ်မုံမြစ်ကိုအားပေးမဲ့ပြည်သက်ဒီအားလုံးပတ်စဉ်အနည်းလာနေရနေပြီးတော့တောက်ကြနေသည့်ည9နာရီဖေးပေးနေအမှဒီဘက်မှာပြတ်သားမှာဖြစ်ပါတယ်စနေတနေ့ဒီမှာလည်းသူတို့ပြန်လည်ပြီးတော့ပြတ်သားမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီကားလေးကိုအားပေးပါဒီကားလေးကကျွန်တော်ရဲ့၄နှစ်လောက်ပျောက်နေတဲ့ CV လောကနဲ့ပြန်ပြီးတော့ချိတ်ဆက်တဲ့ဟာလေးပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်အမှဒီဘက်မှာပြင်မြင်ရမယ် ပြီးပြီးမှလည်းမြင်ရမယ်အဲ့တော့ဒီ character လည်းအသစ်ဖြစ်တယ်အဲ့တော့ပိတ်သက်အားလုံးကြည့်ရှုဖိတ်ကြပါရစေအားလုံးကျေးဇူးများကြပါစေ